ပတ်စံအပြေးပြီးပြီးတော့ကြိုဝဲထားတဲ့တိုက်ခန်းကိုတိုက်ပြီးသွားတဲ့အခါကွန်ထရက်တာကတင့်ကုန်မပေးဘဲတခြားသူကိုထိုင်ရောက်လိုက်မှဆိုရင်သင်ပါလို့မလဲအလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါဒီနေ့မှာတော့ကွန်ထရက်တာစီကကြိုပွားတိုက်ခန်းတစ်ခုကိုငွေအကြေရှိပြီးတော့ဝယ်ခဲ့ပေမဲ့တိုက်ခန်းကိုလက်ထက်ရောက်မလာခဲ့တဲ့ဇလန်တပုတ်ကိုမျှဝေပေးခြင်းပါတယ်ဒီဇလန်ကတော့1995ခုနှစ်ကဖြစ်ခဲ့တာပါဖြစ်စဉ်ကတော့ဒီလိုပါကွန်ထရက်တာဦးကျော်ရွှေကတိုက်ခန်းဆောက်နေတုန်းမှာ ရှောက်လွာကအခန်းတစ်ခန်းကိုဥမောင်ချိုစီကိုငွေကျပ်8300နဲ့ရောင်းလိုက်ပါတယ်။ဥမောင်ချိုကလည်းငွေအပြည့်ရှိပြီးတော့စာကျုပ်စာတမ်းနဲ့တည်တည်ချေချာဝယ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ဆောက်ပြီးသွားတဲ့အခါမှာပြဿနာကဆက်ပါတယ်။ကွန်ထရိုက်တာဥကျော်ရွှေကကတိပေးထားတဲ့အတိုင်းဥမောင်ချိုကို အခန်းမပေးတော့ပါဘူး။အဲ့ဒီအခန်းကိုဥတင်ချိုဆိုတဲ့သူကိုထားရောင်းလိုက်ပါတယ်။ဒီကိစ္စကိုပထမဆုံးဝယ်သူဥမောင်ချိုသိသွားတဲ့အခါမှာသူကအမှုနှစ်ခုကိုတပြိုင်တည်းဖွင့်လိုက်ပါတယ်။ ထမတစ်ခုကတရမကျောင်းပါစာချုပ်အရာအခန်းမရရင်ရောကြီးငွေနှစ်ဆပြန်ပေးမယ်ဆိုတဲ့အချက်တိုင်းရောကြီးငွေရဖို့တရားစွဲပါတယ်နောက်တစ်ခုကတော့ရာဇသက်ကြီးပုံမှန်406နဲ့ရဲစခန်းမှာအမှုန့်ဖွင့်ပြီးတော့တရားစွဲလိုက်ပါတယ်ဒီနေရာမှာကွန်ထရိုက်တာဦးကျော်ရွှေကသူ့အပေါ်ဆွဲထားတဲ့ရာဇဝတ်မှု ပုံမှန်406ကိုပယ်ဖျက်ပေးဖို့အတွက်တရားရုံးကိုပြန်လျှောက်ထားပါတယ်ကွန်ထရိုက်တာဘက်ကဘာပြောသလဲဆိုရင်ဒါကရာဇဝတ်မှုမဟုတ်ဘူး စာချုပ်နဲ့ဆိုင်တဲ့တရားမမှုတသက်သာဖြစ်တယ်စာချုပ်ထဲမှာအခမ်းမပေးနိုင်ရင်ငွေနှဆပြန်ရုံမယ်ဆိုပြီးတော့ပါပြီးသားပါဒီအတိုင်းရှင်းတင်တယ်အခုလောရာဇဝတ်မှုနဲ့ဆွဲတာကကျွန်တော်ကိုဒုက္ခရောက်အောင်ဖျက်လန်းနေနဲ့လိုက်တာဖြစ်နေတယ်နောက်ပြီးဥမောင်လျှော်ကအခမ်းကိုလက်ထက်မရသေးတော့သူ့ပစ္စည်းကိုကျွန်တော်ကအလွဲသုံးစားလုပ်တယ်လို့ပြောလို့မရဘူးဆိုပြီးတော့ထုရှိပါတယ်ဝယ်သူဥမောင်လျှော်ဘက်ကဘလို့ပြန်ရှိပါတယ်လဲဆိုရင်တရားမမှုဆွဲဆိုထားတယ်ဆိုတိုင်းရာဇဝတ်မှုမဆွဲရဘူးလို့မဆိုလို့ဘူး လောက်ရက်ကရာဇဝတ်မှုမြောက်တယ်ဆိုရင်နှစ်မျိုးလုံးဆွဲဆိုခြင်းရှိတယ်။ဒါကဇေယံငွေပေးတဲ့အမှုမဟုတ်ဘူး။တိုက်ခတ်တံပိုးကိုအပြစ်ဆုံးပေးထားတာ။ဒါကြောင့်အမှုကပိုလေးနဲ့တည်းပတ်စံအပြစ်ယူပြီးမှတခြားသူတယောက်ကိုထားရောက်တာဟာသဘောရိုးမှန်ရလားဆိုတာကိုစစ်ဆေးဖို့လိုအပ်တယ်။ဒါကရာဇဝတ်မှုပါဆိုပြီးတော့ခြေပပါတယ်။တရားရုံးချုပ်ကနှစ်ပတ်လုံးရဲ့၆လချက်တွေကိုကြားနာပြီးတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့အဆုံးဖြတ်ချက်တစ်ခုကိုရှာပါတယ်။တရားရုံးကဘာပြောတယ်လဲဆိုတော့ ဒီအမှုဟာဇီယံငွေအမှုမဟုတ်ပဲတန်ဘုံငွေအပြစ်စုံလက်ခံထားပြီးမှဖြစ်တဲ့ကိစ္စမို့လို့ပို့ပြီးတော့လေးနေတယ်။ပတ်စံအပြစ်ယူပြီးတော့တခြားတစ်ယောက်ကိုထည့်ရောက်လိုက်တဲ့လုပ်ရမှာကွန်ထရက်တာရဲ့စီရင်တာကမှန်မမှန်ဆက်စီဖို့လိုအပ်နေပါတယ်။ဒါကြောင့်ဒီအစ်စ်မှာဒါဟာရာဇဝတ်မှုမဟုတ်ဘူးဆိုပြီးတော့ကြိုတင်ပြီးတော့ဆုံးဖြတ်လို့မရသေးပါဘူး။အမှုကိုဆက်လက်ဆက်စီမှာအမှန်တရားကိုဖော်ထုတ်နိုင်မယ်ဆိုပြီးတော့ရာဇဝတ်မှုနဲ့ဆွဲဆိုတာကိုပယ်ဖျက်ပြီးဖို့ကွန်ထရက်တာရဲ့တောင်းဆိုမှုကိုတရားရုံးကျောကပါလက်လိုက်ပါတယ်။ ကဲဒီအမှုကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါအခုလိုမျိုးကြိုးပတ်တိုက်ခတ်နေတဲ့အတွက်အပိတန်ငွေရှိပြီးတော့ကြိုတင်ဝယ်ယူထားပြီမဲ့ကွန်ထရိုက်တာတွေဘက်ကအဲ့ဒီတိုက်ခတ်ကိုတခြားတယောက်ကိုထပ်မံပြီးတော့ရောင်းချခဲ့မယ်ဆိုရင်နိမ့်နာသူတွေအနေနဲ့တရမကြောင်အရာယိုချင်းငွေတောင်းတာတမျိုးတည်းမဟုတ်ပဲကွန်ထရိုက်တာကိုထောင်ချနိုင်တဲ့ပြည်မှုကြောင်အရာပါတရားစွဲဆိုအရေးယူနိုင်မှာဖြစ်ပါတယ်ဒီဇယ်လန်ကို1995မြန်မာနိုင်ငံတရားစီရင်ထုံးဥကြော်ရွှေနဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါနှင့် ပြည်မို့ဆိုင်ရာအထွေထွေလျှောက်လာစီရင်ထုံးကိုအဓိကကိုးကားတင်ပြခဲ့တာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်ဆုံကြပါမယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ thank you